ကျတို့အခုတဲနေတယ်ဒီတန်တဲဟော်တရားလေးတော်တော်လေးကိုလှရဲပေါ့နော်ဒီ structure နဲ့ပုံစံလေးတော်တော်လေးကိုကျတို့သဘောကျအဲ့လေးကိုလိုက်ပြီးတော့ပြပါမယ် ရင်ဆုံးဒီဟိုတယ်မှာလေအရန်လာတာကအခုလိုမျိုး200ကျော်ရှိနေတဲ့ဒီထဏောင်းပင်ပေါ့နော်200ကျော်ရှိနေတဲ့ထဏောင်းပင်အကြီးကြီးလေဒီပန်နဲ့ဟိုတယ်လေးကိုအညာဒေတာရဲ့ Oasis လေးတစ်ခုလို့တင်စားပြီးတော့ပြောချင်ပါတယ်ဟိုတယ်ဝန်းတစ်ခုလုံးကသစ်ပင်ပန်းမှန်တွေနဲ့လုံးဝကိုစိမ့်ဆူတာရနေပြီးတော့လှပတဲ့အရာဝတီမြည့်ရဲ့ပြီးမှတရှိပါတယ်ညနေဆောင်ဆိုလို့ရှိရင်လည်းဟိုတယ်ဝန်းထဲကနေပြီးတော့နေဝေချင်းကြည့်ရတဲ့မြင်ကွင်းလေးကအရန်ကိုကပြဆန်ပြီးတော့ဘဝအမောလေးကိုပြေသွားစေပါတယ်ဒီပကန်ခီးစင်တစ်လျှောက်လဲပတ်သွားလာခဲ့တဲ့ vlog တွေအကုန်လုံးကိုလည်း description box box မှာဖော်ပြပေးထားမှာမို့လို့ကြည့်ရှုအားပေးကြပါအောင်နော်။မပဲလေးပါပါ။ဒီနေ့ကကုံသွားတာရှင်။နောက်စီထမင်းလေးကစောက်ကောက်နေ။ဟီဟီလေး။ဒီရှိရာမှာမြင်နေရတဲ့တောင်တန်းရာဒါတန့်ချီတောင်တန်းနဲ့ကိုလိုနီခက်လက်ရပေါ့။ဒါကြီးက attraction နေနဲ့နေမကြီးရဲ့။ဟိုက်တယ်။ကွတ်တီပဲ။ဝါ၊ကြောက်ရမယ်ကြည့်မယ်ကြည့်မယ်လား။ ်ဒီပကံခင်းစဉ်ကိုတော့ဂျူးနဲ့ပပကပကံဒေတာရဲ့ရှေးဟောင်းယဉ်ကျေးမှုနုပညာတွေသမိုင်းကြောင်းတွေကိုလေ့လာကျင်တာကြောင့်ရောနှစ်စဉ်ပွင့်လင်းရာသီမှသာစီးလို့ရနိုင်တဲ့မိုးပြံမှုပေါင်းစည်းရင်းနဲ့ပကံမျိုးရဲ့အဖိုးမပြတ်နိုင်တဲ့အလှတရားကိုခန်းစားကျင်တာကြောင့်ရောဒီခီးစဉ်လေးကိုစတင်ပြခဲ့ပါတယ်ဒီခီးစဉ်ကိုမစတင်မိကြတဲ့ကပထမမြန်မာနိုင်ငံတော်ပကံပြည်ရဲ့ဖရာသမိုင်းပကံမင်းဆက်တွေအကြောင်းတို့ကိုဂျူးလက်လန်းမိသမျှလေ့လာခဲ့ပြီးတော့ပြန်လည်မျှဝေပေးခြင်းနာကြောင့်ဒီ vlog လေးတွေကိုလည်းရိုက်ကူးဖြစ်ခဲ့ပါတယ်။ Okay, I'll Kayapi. ဂျန်နဲ့ပကံမနက်ခင်းလေးပါပကံမှာဆောင်းနှင်းမနက်လေးပဲဖြစ်နေသေးရောရာသီဥတုတွေအလိုအေးစိမ့်စိမ့်နေအရန်နေလို့ကောင်းတယ်ပေါ့နော် temperature ကတော့18လောက်ရှိရပေါ့နော်18လောက်ဆိုတော့နည်းနည်းလေးအေးနေသေးရပြီးရောဒီလူထိုင်လို့လည်းတော်တော်လေးကောင်းတယ်ပေါ့နော်အခုဂျူရိုဒီတန်တဲမှာမနက်စာလေးစပါမယ်မနက်စာလေးစပြီးသွားလို့ရှိရင်ပကံမျိုးထဲမှာရှောက်ပြီးတော့သွားလိုက်ပါမယ်ကျော်ဆုံးမပဲလေးပါပါမနေ့ကကုန်သွားတာရှင် ကောင်းမြတ်မောင်းနဲ့စားဖို့အတွက်ငချောက်လေးတွေစီတမင်းဆိုတော့စီတမင်းဆိုအနှံတောင်လေးနဲ့မလိုက်အာလူကြီးအာလူကြီးကနာနံများလေးရှင်ကောင်းမင်းကျော်နဲ့ကျုံနဲ့ ဲ့ရှင်းမေးဒီနေ့မနေ့စားကြတော့ဟိုပါเนาะကောင်းကင်မောက်မှုတော့စီထမင်းရဲ့အကျော်ဆုံးလေးရဲ့ပြီးတော့ငချောက်လေးနဲ့နှမ်းတောင်းလေးနဲ့စားမှာပေါ့เนาะပြီးတော့ဘဘတော့ကတော့ဒါထမင်းစီဆံပဲပြုတ်အားလို့ရင်ဒါကျုပ်ဒါလေးကတော့ cereal လေးပါဒိန်ကျင်နဲ့อืมကောင်းပါကြားရည်လေးထည့်စားလိုက်တော့ကြားရည်နံ့လေးနဲ့อืมမစီထမင်းလေးကစောက်ောက်နေအီအီလေးอืม တော့ကောင်းနှင်းတော့ပိုင်တယ်ဗျာဒီငါနီတို့ကြောက်ကြော်လေးရဟိုမှာမမွားလေးတော့ဆောက်ကောင်းငါချောက်ကမကြွဘူးဆိုလို့ရှိရင်လည်းလုံးဝအောင်ဟဲ့စားတာဟဲ့ငါကလေးတင်းရလိုက်တာဟမ်ချောက်ဘူးလားဟင်းငါကောင်းတော့ကျွန်တော်ညင်တာပဲဟွန်းသူတရောက်တော့မနက်စာအရင်စားရနော်ဟွန်း ကောင်းတာကိုကောင်းနှင်းနေရတယ်စားလို့ကောင်းတယ်ကောင်းနှင်းကြိုက်တယ်မက်စာပုံမှန်ဆိုလို့ရှိရင်အဲ့လို bite in နေရောနုံနုံချင်းဆို bite in နေသူကတိတ်မစားတော့ဘူးလို့မှမတော်တော်တော်လေးစားပြတယ်နေသားကိုစားဟုတ်ပြီးသွားမယ်အပြင်ထွက်ရမယ်ဆိုတော့ဟုတ်တယ်ဟုတ်ပြီးပြေသွားတော့စားသွားမှလည်းဖြစ်မှာလေစက်နိုင်မှပြန်ကျွေးမှာဦး ခုတဲနေတယ်ဒီတန်တဲဟိုတယ်ရလေတော်တော်လေးကိုလှရယ်ပေါ့နော်သူကလည်းထိုင်ပါတဲ့တမိုင်းချောင်းနဲ့လည်းရှိရယ်ဟိုတဲ့ဒီ structure နဲ့ပုံစံလေးတော်တော်လေးကိုသူကသဘောကျအဲ့လေးကိုလိုက်ပြီးတော့ပြပါမယ် ရင်ဆုံးဒီဟိုတယ်မှာလေအရန်လာတာကအခုလိုမျိုး200ကျော်ရှိနေတဲ့ဒီထဏောင်းပင်ပေါ့နော်200ကျော်ရှိနေတဲ့ထဏောင်းပင်အကြီးကြီးတွေတော်တော်များများရှိရဲ့ဘလို့တွေးကြော်ရီလိုပဲလုံးဝပကံမြေရဲ့အသက်တွေးကြော်လိုမျိုးပဲထဏောင်းပင်ပထမထင်ထားတာကဒါဟုတ်တယ်အဆုံးပေါ့နော်ပြီးတော့မြေကမ်းလို့ထင်တာတကယ်တော့မဟုတ်အောက်မှာဘန်ဂလိုလေးရှိသေးတယ်လူမျိုးလေးဆင်သွားမယ်ဆို ဒါ river view ကိုမြင်ရတဲ့အခန်းလေးရောက်လျှောက်ပဲဟိုဘက်ထီရောရှေ့ကြီးပဲဒီခန်းလေးဆိုလို့ရှင်လည်းမဆိုးဘူးရာဝတီမြေကမ်းနဲ့တောင်တန်း view နဲ့ပေါ့ကျောင်းလှမိုးရင်းဆိုတော့ရေတက်ရင်ဒီလောက်ထိရောက်ချူရဒီမှာပေါ့နော်ဒီရှိရဒီမှာမြင်နေရတဲ့တောင်တန်းရာဒါတန့်ကြီးတောင်တန်းနဲ့အရာဝတီမြစ်ခင် view လေးနဲ့ဟုတ်ပဲအရာဝတီမြစ်မြစ်ပြင်ခြေ view လေးနဲ့မြစ်ခင်နဲ့ဒါကတော့ကျဆူပင်အခင်းပါငငယ်ကတော့အเจ้าမှာစိုက်ခဲ့ရတယ်ဒါပေမဲ့အပင်ကြီးတီထိမမြင်ဘူးတော့ ဟုတ်တယ်မနက်စာကတော့အမျိုးအမည်လေးနဲ့အရန်ဆုံဆုံလင်းလင်းကအကောင်းစားလေးတော့မဟုတ်ဒါပေမဲ့အရသာလေးတွေကကောင်းတယ်နော်။ကောင်းကြီးမောင်းလေးတွေအကျော်လေးတွေနှမ်းတောင်းလေးနဲ့တူစားတာလေးအမျိုးလေးဆိုလို့ရှိရင်လည်းကောင်းတယ်။ Breakfast ကတော့အရန်ကြီးတော့လို့မျောလင်းထားလို့မရပါဘဲကောင်းတယ်လို့တော့ပြောလို့ရတယ်ပေါ့နော်။ကြတော့သူတို့မနက်စာစားခဲ့တယ် breakfast စားခဲ့နေရတယ်เนาะအဲ့နေရာလေးလည်းအရင် ကျူရိုတဲတဲ့အခန်းလေးပြပါမယ် Garden View Dallas ပေါ့နော်ဒါပေမဲ့ဒီအခန်းကနေပြီးတော့လေကျူရိုဟိုးဘက်က River View ကိုလှမ်းပြီးတော့မြင်ရသေးတယ်ပေါ့နော်အဲ့တော့ view နှစ်ခုလုံးကြည့်ရရမ်းမိုက်ဗကန်ဆိုပေမဲ့နော်ပြုံးလင်းတော့ glory ရောက်နေလို့ပဲနေကြပန်းလိုမျိုးအန်အသေးလေးတန်တဲဟိုတဲရဲ့ attraction တခုပေါ့နော်သူရဲ့ပြရယုတ်တခုဖြစ်တဲ့ဘိုဒဲလို့ခေါ်ကြတယ်။ဒါဒီမှာရေးထားတာကတော့ဝေလမင်းသားလားအဲ Prince Will ကပကံလာလဲမယ်သူနားဖို့တွတ်ဆောက်ပေးခဲ့အဆောင်ပေါ့နော် colonic ခက်လက်ရပေါ့ legendary အဆောင်ဒါကြီးက attraction နေနဲ့နာမည်ကြီးရယ်။ဒါဆိုတော့အောက်ထပ်မှာသူက Prince စာတောက်ဆိုင်ဖွင့်ထားပုံမှန်ဆိုရင်ဒီမှာကုမ္ပဏီရလို့ပါတီပွဲတွေမွနီပွဲရောလာပြီးတော့လောက်ကြတော့တွေ့ဘူးပဲ။ဖန်ကလိုအသေးစားလေးလည်းရှိပြဲအဲ့လိုဥယျာဉ်လိုနေရာလေးရမှာပေါ့နော်။ခုမှမယုံဘူးလောက်လိုက်တာ။ရမ်းလာ။ဟုတ်ပြီ။ ဝီးဆိုစက်ကူပန်းမင်းလေသူ့ကိုအများကြီးစိုက်ပေးနော်နောက်ဆိုရမ်းတိုက်တာကြွေဝါးရင်တော့အဲ့လိုရမ်းလှယခုကလည်းကျဲပါတယ်ဒီထဲမှာတဲ့တားစုပန်းနဲ့ဖះရှိရတယ်အဲ့ဖះမှာခလေးရောက်ဖို့အတွက်ဆူတောင်းရင်သူဆူတောင်းပြည့်ရပေါ့နော်အဲ့ဒါဟိုဝင်းထိတ်ပါတယ်ဒီမှာအရှိမဆိုလို့ရှိရင်လည်းသူတို့ထိုင်စရာနေရာလေးနဲ့ညနေကျရင်တော့ကျတို့ဒီဟိုတယ်မှာနေပြီးတော့ဆက်ဆက်ကြည့်မယ်ပေါ့နော် Partire. prossimela. ခင်ကလေးတို့အိတ်တမ်းမတက်သေးဘူးလားအိတ်တော်လေးနေဝင်ပြီဟဲ့ဟဲ့နောက်ကျနေပြီရန်တွေ့ချင်တာလားအာရန်တွေ့ရလားကြီးပဲဒီဘုံကလာတာတူခိုင်းရောကြီးပဲဟုတ်ကြလားဟိုရွှေရွှေ one, mate.